မြန်မာပြည်ငလင်းတန်းခံစားနေရတဲ့မိတ်ဆွေများနဲ့အတူကျွန်တော်တို့အဖွဲ့သားများကလည်းတတ်တူတမျဝါနေခြင်းနဲ့အတူစိတ်မကောင်းကြီးစွာဖြစ်နေကြပါတယ်အခုတင်ပြပေးနေတဲ့ THN ကိုသက်39 public media ကနေပြီးတော့ကျွန်တော်တို့သတိပေးတဲ့သတင်းများနဲ့အတူတတ်နိုင်တဲ့ဘက်က ငွေကြေးထောက်ပံ့မှုလည်းကျွန်တော်တို့စီစဉ်နေကြပါတယ်။မကြာခင်မှာအသေးစိတ်ကိုဆက်လက်တင်ပြမှာဖြစ်ပါတယ်။ဒီကနေ့နောက်ဆုံးရရှိတဲ့မြေပြင်သတင်းတွေအရလူ1000ကျော်သေဆုံးပြီးတော့လူ2000ကျော်ဟာဒဏ်ရာများရရှိနေတယ်လို့ကျွန်တော်တို့စိတ်မကောင်းစွာကြားသိရပါတယ်။ထို့အတူပဲ28ရက်နေ့ကစကိုင်းမြို့နယ် စာရေးရွာအနီးကိုဗဟုပြုတ်ပြီးတော့မှမြေောက်10ကီလိုမီတာအကွာမှာ9.8 Richter scale ငလျင်လှုပ်ပြီးတော့နောက်ထပ်10မိနစ်ကြာကြာမှာဆိုရင်မန္တလေးလေးစိတ်အနီးကိုဗဟုပြုတ်ပြီးတော့6.8 Richter scale နဲ့လှုပ်သွားတာဟာမြန်မာနိုင်ငံရဲ့နှစ်ပေါင်း80တမိုင်းနဲ့မှာအဆိုးအဝါဆုံးလို့ပြောလို့ရပါတယ် ဒီကြီးမားတဲ့ငလင်လှုပ်မှုရဲ့နောက်ဆက်တွဲငလင်လေးတွေဟာကျွန်တော်တို့နှစ်ရက်အတွင်းမှာအကျိန်80ကျော် ရှိနေပြီလို့လည်းသတင်းတွေရရှိပါတယ်ဒီအထဲမှာဆိုရင်ငလင်လှုပ်တဲ့ Richardski 4.5 attack ဟာဆိုရင်လူနေအဆောက်အုံများကိုအန္တရာယ်ရှိတယ်ဆိုတဲ့အတိုင်းပဲအခု နောက်ဆက်တွဲငလင်တွေဟာဆိုလို့ရှိရင်9.5 တုံညာတုံညာအထက်မှာရှိနေတော့ကျွန်တော်တို့ဒီစကိုင်းငလင် ပြည့်၍ကြောနဲ့ရှမ်းပြည်မှာနေထိုင်တဲ့လူတွေအားလုံးအထူးဂတိထားရမယ့်ကာလတစ်ခုရောက်ရှိနေပါတယ်လို့ကျွန်တော်တို့ဒီနေရာကနေဂတိပေးပါရစေခင်ဗျာမြမပြည်ငလင်အကြောင်းကိုပြောမယ်ဆိုလို့ရှိရင်တော့သူ့ရဲ့သမိုင်းကိုကျွန်တော်တို့ပြန်ပြီးတော့လေ့လာဖို့လိုပါ1930ခုနှစ်မှာပဲခူးငလင်ဖြစ်ခဲ့ပါတယ် သူ့ရဲ့တရားဟာ9.3ကနေပြီးတော့9.5ရှိတယ်လို့ပညာရှင်တွေကမှတ်တမ်းရေးတာတွေ့ရပါတယ်ဒီမှာဆိုလို့ရှိရင်ဘကိုးကရွှေမော်တော့ဂျီဒီပြိုကျသွားတာကိုကျွန်တော်တို့ရဲ့သမိုင်းမှတ်တိုင်ဖြစ်သွားကြည့်လို့ရှိရင်ဒီနေ့တိုင်မြင်နေရမှာဖြစ်ပါတယ်ထို့အတူပဲ1946ခုနှစ်မှာဆိုလို့ရှိရင်လည်းသကိုင်းကိုဗဟိုပြုတ်ပြီးတော့မှာ research ကရှစ်သမတုံညာအဆင့်ရှိတာတွေ့ရပါမယ်ဒီအနေထားလွတ်လပ်ရေးရကံဤကာလဖြစ်ပါတယ်လွတ်လပ်ရေးရပြီး1956ခုနှစ်မှာလဲသခိုင်းမှာထပ်ပြီးတော့ပြင်အား9သမ1အဆင့်ရှိတယ်ငလင်းလှုပ်ခဲ့ပါတယ်ထို့အတူ1985ခုနှစ်မှာပကံကိုဗဟုပြုပါ6.5ရှိတယ်ငလင်းလှုပ်ခဲ့ပါတယ် 1995ကနေပြီးတော့2010နှစ်အထိမှာဆိုလို့ရင်2010နှစ်ရောက်တဲ့အခါမှာရွှေဘုံမှာပြင်းအား6.8ဆင့်ရှိတယ်ငလင်းလှုပ်ခဲ့သလိုပဲနောက်ထပ်73နှစ်ကြာတဲ့အချိန်ဒီကနေ့2025မှာဆိုလို့ရှိရင်လည်းသခိုင်းငလင်းဆိုပြီးတော့အမီနဲ့ပြင်းအား9.9လှုပ်သလိုပဲ မာလေးလေသိနီနာမှာ6တသမခွန်အဆင့်တရားရှိတဲ့ငလင်တုတ်တာတွေ့ရပါဒါဟာဘာအသေးပဲကို ပြောနေလဲဆိုလို့ရှိရင်ကျွန်တော်တို့မြမာပြည်တီချောက်နေနိုင်တဲ့ကြောက်သားသူရဲ့လှုပ်ရှားမှုဟာစတင်ပြတိပေးနေတယ်လို့ပြောလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ကဘာမကြီးကြီးကိုလေ့လာမယ်ဆိုလို့ရှိရင်အမေရိကန်ဘုံဝိပေနာနဲ့ငလင်ဌာနနဲ့အခြား ဘုံမိပေရပညာရှင်တွေရဲ့ဒေတာချက်တွေရဆိုလို့ရှိရင်ဒါကအိန္ဒိယနိုင်ငံဖြစ်ပါတယ်ဒါဗမာပြည်ဒါအင်ဒိုနီးရှားမလေးရှားဖြစ်ပါတယ်အိန္ဒိယနိုင်ငံမြောက်ပိုင်းပါကစ္စတန်ကနေတောင်တန်းတွေပေါ်ကပြတ်၍ကျော်လို့ခေါ်ပါတယ်အဲ့ဒီပြတ်၍ကျော်နဲ့အင်ဒိုနီးရှားလာတဲ့ပြတ်၍ကျော်နှစ်ခုကြားထဲမှာမော်လိုက်ကနေပြင်းမနာအထိပြတ်၍ကျော်ကြီးတစ်ခုရှိပါတယ်ဒီပြတ်၍ကျော်တွေရဲ့လှုပ်ရှားမှုကြောင့်မလို့ ငလင်ဖြစ်တယ်လို့ပြောနိုင်ပါအဲ့တော့မြမာပြည်ရဲ့သဂိုင်းပြိုက်ပြီးဂျောဆိုတာဆိုလို့ရှင်ဝန်းတူတကောင်သဂိုင်းနေပြည်တော်ရန်ကုန်မြကြီးနားဆင်ကူမန္တလေးဝင်းတွင်ပြမနာတောင်ကိုပြူပကိုသုံးခွာဟာဆိုလို့ရှင်ကျွန်တော်တို့ပြိုက်ပြီးဂျောပေါ်မှာတည်ရှိတဲ့မြို့တွေဖြစ်လို့အဲ့ဒီမြို့မှာရှိတဲ့လူတွေအားလုံးတတိထားဖို့လိုပါတ နိုင်ငံတကာမှာရှိတဲ့ကျွမ်းကျင်တဲ့ဘူမိပေဒပညာရှင်တွေနဲ့ငလင်းပညာရှင်တွေရစောစောပိုင်းကအိန္ဒိယနိုင်ငံမြောက်ပိုင်းကကြောက်သားဒုတခုရှိမယ်ဒီကောင်ကအင်ဒိုနီးရှားဘက်ကိုဖြတ်သွားတဲ့ပင်လယ်အောက်ကကြောက်သားဒုတခုဖြစ်မယ်အဲ့ဒီကောင်လေးကတနေရာမှာသခိုင်းပောင်းဝင်းကျင်မှာသွားပြီးတော့မှ broke ဖြစ်တယ်ဆိုတော့ကျွန်တော်တို့လေးလာရမှာကဒီငနေ့ငလင်ဟာ မြောက်ဘက်အကျောကဖြစ်တာလားတောင်ဘက်အကျောကဖြစ်တာလားဆိုတာကိုကျွန်တော်တို့တည်တည်ကြာကြာအတီးပြုတ်တိုင်းတာလို့မရသေးပါဘူးမြောက်ဘက်အကျောကဖြစ်မယ်လို့ရှိရင်မြမပြီးမြောက်ဘက်ချမ်းအာနည်းရှိလို့ပဲတောင်ဘက်ချမ်းကဖြစ်ခဲ့မယ်လို့ရှိရင်ကျွန်တော်တို့မြမပြီးတောင်ဘက်ရန်ကုန်အထိအာနည်းရှိတယ်လို့ပြောလို့ရပါတယ်ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့အများသာတတိထားပြီးတော့ သတင်းသားထောက်မှာလို့ကျွန်တော်တို့ဒီနေရာကအတိပေးလိုပါတယ်ဒီကနေ့အမေရိကန်ဘုံကြီးပေသားဌာနကသတိပေးရရဆိုလို့ရှိရင်မြန်မာနိုင်ငံမှာဖြစ်နိုင်တဲ့ပြဿနာဟာမြန်မာနိုင်ငံဟာကြောက်သားဓုအပေါ်မှာတိဆောက်ထားပြီမယ်လေဒီကနေ့ပြင်းထန်တဲ့ပြင်းအားကြောင့်အဲ့ဒီကြောက်သားဓုဟာအမှုန့်ဖြစ်သွားနိုင်တယ်ဆိုပြီးတော့မြန်မာနိုင်ငံတွေစတင်ဂရီပေးတာဖားပါတယ် တနည်းအားဖြင့်ဆိုလို့ရှိရင် liquid solution ကြောက်တုံးကြောက်ခကြောက်ခဲရာဆိုလို့ရှိရင်အမှောင်ဖြစ်သွားပြီးတော့မှအပေါ်မှာရှိတဲ့အစာအုပ်တွေကပြိုကျသွားနိုင်တယ်အနေအထားရှိပါလို့ဥပမာအားဖြင့်ဆိုလို့ရှိရင်ဘန်ကောက်မှာပြိုတဲ့တိုက်ဟာဒီနေထားပါပဲတို့တူပဲမန္တလေးမှာရှိတဲ့အချို့တိုက်တွေကဆိုလို့ရှိရင်လည်းအောက်ကတိုက်ကိုခံထားတဲ့ကြောက်သားကြောက်သားအတုံးတွေကသဲလို့အမှောင်ဖြစ်တော့ပြိုဆင်းတဲ့အနေအထားကို ျွန်တော်တွေ့ရမှာဖြစ်ပါတယ်ထို့အတူပဲဒါမဲ့ရက်ပိုင်းအတူနေတဲ့မှာလည်းကျွန်တော်တို့ဆက်လက်ပြီးတော့အဲ့ဒါကိုသတိထားဖို့လိုပါတယ်အဲ့ဒီကိစ္စကိုကျွန်တော်တို့တင်ညာရှင်များကနေပြီးတော့တိုင်းတာပြီးတော့နေလာပြီးတော့အန်ရယ်ကင်းတဲ့အဆင့်အထိကိုကျွန်တော်တို့စောင့်ပြီးမှတိုက်တာအဆောက်အဦတွေမှာနေထိုင်မှုကျွန်တော်တို့အသိပေးလိုပါတယ်ထို့အတူပဲမြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်မြန်မာနိုင်ငံမြေငလင်ကော်မတီကလည်း အင်မတန်ပြင်းထန်တဲ့ငလီနဲ့ပတ်သက်ပြီးတော့အတိပေးချက်ထုတ်ပြန်ထားပါတယ်။အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီလိုမြေသာပြတ်ရွေ့မှုရှည်လျားကျေပြန့်လာတဲ့အတွက်ကြောင့်မလို့ငလီရင်ကြီးတွေဆက်ဖြစ်နိုင်ပါသေးတယ်။အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့အဲ့ဒီအဓိကလူနေထူးတက်တဲ့မြို့ကြီးတွေဖြစ်တဲ့ရွှေဘုံမန္တလေးနေပြည်တော်ပြင်မနာတောင်ငူပဲခူးရန်ကုန်စတဲ့မြို့တွေနဲ့အနီးပတ်ဝန်းကျင်တွေက နေထိုင်သူကိုလည်းတတိထားမှာဖြစ်ပါတယ်။မလင်းကြောင့်ထိခဲ့ပျက်စီးသွားတဲ့အဆောက်အဦတွေတဲမှာဝင်ရောက်နေထိုင်မဲ့ဆိုလို့ရှိရင်တော့အနေရှိတဲ့အနေအထားဖြစ်လို့အသုံးပြုနေထိုင်ခြင်းမပြုပါရန်ဤရင်ရအသင်းဌာနကနေပြီးတော့တတိပေးထားပါရတယ်။အဲ့ဒီအဆောက်အဦတွေမှာ ပြန်နေမယ်ဆိုလို့ရှိရင်နားလေတက်ကြွတဲ့အင်ဂျင်နီယာတွေရဲ့စနစ်တကျစစ်ဆေးလေးလာပြီးမှသာကျွန်တော်တို့ပြန်လဲနေထိုင်မှုသင့်ပါတယ် ဒါကြောင့်မလို့ဒီကနေ့ငလင်းလှုပ်နိုင်တဲ့ဒေသတွေအကုန်လုံးနဲ့လှုပ်ထားတဲ့ဒေသတွေမှာရှိတဲ့မြင်မာတဲ့အဆောက်အဦတွေအာနေရှိတဲ့စိုက်တာနေရာတွေမှာပြန်ပြီးတော့နေထိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့နားလဲတက်ကြွနဲ့အင်ဂျင်နီယာများနဲ့စစ်ဆေးပြီးမှနေထိုင်ကြဖို့ကျွန်တော်တို့ဒီနေရာကတတိပေးလို့ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့တိလိုရာများရှိလို့ရှိရင်လည်းယခုဗီဒီယိုဖိုင်အောက်မှာ ရေးသားမေးမြန်းနိုင်ပါတယ်ကျွန်တော်တို့တက်ကြွတဲ့ပညာရှင်မဟုတ်ပေမဲ့လည်းမိုးလေဝသပညာရှင်နေနဲ့ဆက်ဆက်တွေးခေါ်ရှာဖွေစုဆောင်သုတေသနအချက်အလက်တွေကနေပြီးတော့မြန်မာနိုင်ငံလူမြန်မာနိုင်ငံသားများအနေနဲ့ကျင်းရှင်းရေးအတွက်ကျွန်တော်တို့အထူးကြိုးစားဖြည့်ကြားလေ့လာမယ်လို့ကျွန်တော်တို့အတိပေးအပ်ပါကျေးဇူးတင်ပါတယ်